မင်္ဂလာပါသားတို့မျိုးကြီးဒီနေ့ဒီချက်ကအခန်း၃ရဲ့အခန်းခွဲလေးဖြစ်တဲ့အပွင့်များနဲ့အသီးများအကြောင်းသင်ခန်းစာကိုတင်ကြပြမှာဖြစ်ပါတယ်သားတို့မျိုးကြီးအခုဒီချက်တို့ကထပ်ပြီးတော့လည်လာမှာကအပွင့်များနဲ့အသီးများကြောင်းသားမျိုးအပင်မှာအပွင့်လေးမြင်ဘူးလား ပန်းပွင့်လေးလေနော်အပင်ဟာဆိုလို့ရှိရင်ပန်းပွင့်လေးပွင့်နေဟောပန်းပွင့်ကနေအသီးလေးတွေတည်တယ်ဟောပန်းပွင့်ကနေဘလို့အသီးလေးတွေတည်လဲဆိုတာကိုတီချယ်တို့ကဆက်ပြီးရောလေ့လာကြမယ်နော်ကဲအဲဆိုရင်တောက်သမီးတို့အသီးလေးစားဘူးလားတောက်သမီးတို့ဘာသီးလေးကြိုက်လဲစားဘူးတဲ့အသီးတွေပြောပါဦးဟာဟုတ်တာဗောနော်ပန်းသီးတို့လိမ္မော်သီးတို့စတော်ဘယ်ရီသီးတို့ ဟာဒါရာရာတောက်ယူအရန်ကြိုက်တဲ့အသည်နော်ချိုးရီဆိုလို့ရှင်စပစ်စည်းယူငပြောစည်းယူဟုတ်တာဗောနော်အဲ့ဒီတောက်ယူစားဘူးတယ်မလားဟုတ်တယ်အဲ့ဆိုရင်အဲ့ဒီကဘလို့ဖြစ်လာလဲပန်းပွင့်လေးရနေပြီးတော့ဘလို့အသီးတွေတီးလာလဲဆိုတော့ဒီချေတို့ကဆက်ပြီးတော့သင်ငန်းဆောင်မှာလေ့လာကြည့်မယ်နော်ကဲဟုတ်ပါပြီရေတို့အပွင့်နဲ့အသီးတွေကဘလို့ဆက်ပြီးတော့ မတူညီမှုတွေရှိတယ်ဆိုတာကိုတချို့ကဆက်ပြီးတော့လေ့လာကြမယ်။ကဲအခုပုံလေးကိုကြည့်ပါအောင်။ပုံလေးမှာဒီအပင်ဟာဆိုရင်ဒန်းသလုံးပင်ဖြစ်တယ်။နော်။အဲ့တော့ဒန်းသလုံးပင်မှာအသီးတွေသီးနေတယ်။ဒါဆိုမျိုးဒန်းသလုံးသီးမြင်မှုလား။ဘလို့ပုံစံလေးရှိဟုတ်တယ်။ရှည်ရှည်မျောမျောလေးနော်။သူများရေလို့လုံးလုံးဝဝကြီးမဟုတ်ဘူး။ဒန်းသလုံးအသီးရလေ။ရှည်ရှည်မျောမျောလေး။နော်။သူဆိုရင် ်တန်းလုံးပန်းအပွင့်ရနေပြီးအသီးလေးဖြစ်လာတာတာဝန်မျိုးတွေနော်ဒါဆိုလို့ရှိရင်အပွင့်ရနေတဆင်းဘာဖြစ်လာလဲနောက်ဆက်တွဲအသီးလေးတွေထွက်လာတယ်နော်အဲဆိုရင်တန်းလုံးပန်းကနေဘာလေးထွက်လာမလဲတန်းလုံးအသီးလေးတွေထွက်လာတယ်ကဲအဲဆိုရင်အပွင့်ရနေပြီးအသီးလေးဖြစ်လာတယ်ဆိုတော့တာဝန်မျိုးသိပြီနော်ကဲဟုတ်ပါပြီအဲဆိုရင်ဒီ channel တူလုပ်ငန်းတက်တွေကိုရေတို့တူတူလုပ်ကြည့်အောင် ကဲအဲ့တော့စူးစမ်းပြီးရှာဖွေကြည့်အောင်ဆိုတဲ့လုပ်ငန်းတင်မှာဘာလေးလောက်ခိုင်းတာလဲသူတို့လုပ်ကြည့်အောင်ကဲလုပ်ငန်းတင်မှာဆိုရင်သူပုံလေးပြီးထားတယ်နှီးစီပွင့်ရယ်ဇပွဲပွင့်အောင်လိလာပြီးရောတဲ့အရွယ်အစားအယောင်မတူတာလေးတွေကိုပြောကြမယ်တဲ့ ကဲအရင်ဆုံးတောင်းသမီးတို့ကအဲ့ဒါကြီးပြောနိုင်ဖို့အတွက်ပန်းပွင့်လေးတွေကိုညင်မှုဖို့လိုတယ်နော်နေစီပွန်လေးကဘလူပုံစံရှိတယ်သူ့မှာဘာရောင်ရှိတယ်သူ့မှာအနံ့အောင်မှုလားဟောစပယ်ပွင့်လေးရောဘလူပုံစံရှိလဲတောင်းသမီးတို့ညင်မှုမှရမယ်နော်ညင်မှုမှဒီမေးခွန်းလေးတွေကိုဖြင်းနိုင်မှာဖြစ်တယ်အဲ့ဆိုရင်ဒီချက်ကပုံလေးကိုပြမယ်ပုံလေးကိုကြည့်ကြည့်ပါဒီဘက်ချမ်းမာကတော့ နှိစီပန်းပွင့်ဖြစ်ပါတယ်။အော်နှိစီပန်းပွင့်တပတ်ပြီးမှာတော့စပယ်ပွင့်လေးဖြစ်ပါတယ်။ကဲအဲဆိုရင်ပြောကြည့်ပါဦး။နှိစီပန်းပွင့်ရဲ့အရွယ်အစားနဲ့စပယ်ပန်းပွင့်အရွယ်အစားဘယ်ပန်းပွင့်ကကြီးလဲ။ပြောကြည့်ပါ။ဟုတ်တာပေါ့။နှိစီပန်းပွင့်ကကြီးတယ်။ကဲအောက်ဆိုရင်ဒီချေလို့ဆက်ပြီးတော့လေ့လာမယ်။သူတို့မှာအယောင်လေးတွေရှိတယ်တောက်သမီးရဲ့။ပန်းပွင့်လေးတွေပန်းပွင့်တိုင်းမှာအယောင်ရှိတယ်အနမ်းရှိတယ် နော်ဟောက်ဆိုရင်နင်းစီပန်းမွေလေးအယောင်ကဘာယောင်လေးလဲပြောကြည့်ပါဟုတ်တာဗောအနီယောင်လေးကဲအဲ့ဆိုရင်စပယ်ပန်းမွေအယောင်လေးရောဘာယောင်လေးလဲပြောကြည့်ပါဟုတ်တာဗောအဖြူယောင်လေးကဲအဲ့ဆိုရင်နင်းစီပန်းပွင့်နဲ့စပယ်ပန်းပွင့်မှာအယောင်တူလားဘဲဒူမလဲเนาะနေစီပန်းအနေရောင်လေးဖြစ်တယ်ဇပယ်ပန်းကတော့အဖြူရောင်လေးဖြစ်တယ် ကဲအဲဆိုရင်သူတို့ဘန်းပူလေးအရွယ်အစားတူလားပြောကြည့်ပါဦးအရွယ်အစားလေမတူဘူးနော်နေ့စီဘန်းအရွယ်အစားကြည့်တယ်စပယ်ဘန်းပူလေးကတော့အရွယ်အစားတည်တယ်ကဲဒါဆိုရင်တောက်သမီးတွေနှီးစီပွင့်နဲ့ဇပယ်ပွင့်တို့ကအရွယ်အစားတွေမတူဘူးအယောင်တွေမတူဘူးဆိုတော့တောက်သမီးတို့သိကြပြီနော်ကဲဒါဆိုရင်နှီးစီပွင့်ကတော့အယောင်တစ်မျိုးတည်းရှိတာမဟုတ်ဘူးနော်ရောင်စုံရှိတယ်တောက်သမီးတွေ မြင့်စီပုံမှာဆိုရင်အဝါရောင်လေးတွေရှိတယ်အနီရောင်လေးတွေရှိတယ်အဖြူရောင်လေးတွေရှိတယ်ပန်းရောင်လေးရှိတယ်ဒါပေမဲ့ဇပယ်ပန်းပွင့်ကြတော့အဖြူရောင်တစ်မျိုးပဲရှိတယ်တောက်ကြီးဒါကမြင့်စီပွင့်နဲ့ဇပယ်ပွင့်တို့ရဲ့မတူညီတဲ့အရွယ်အစားတွေမတူဘူးအရောင်တွေမတူဘူးဆိုတော့ဒီချက်ကပြောပြပေးတာဖြစ်တယ်